နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီဗုဒ္ဓဘာသာ၅ပါးသီလဓမ္မပါတဲ့ပါဏာတိပါတာကံဟာဘလို့အခြေအနေမျိုးမှာထိုက်ပါသလဲတချို့သိလို့တဲ့လူတွေကကြတော့အလူပြုလို့တဲ့ရည်ရွယ်ချက်နဲ့တရိစ္ဆာန်တွေတတ်ခတ်မိလို့ရှင်ရောငြင်းကြီးပါလားရှင်ဗျာဗုဒ္ဓဘာသာရဲ့အခြေခံလို့ဆိုကိုကျင်းသီလမှာမှန်လေ၅ပါးသီလလုံးဝမဲ့သူက၅ပါးသီလဆိုတာပြောမယ်ဆိုရင်ကိုကျင်းစာတရားနဲ့အကျဉ်းနာမေတ္တာကိုအခြေခံထားတယ်ပေါ့ ခွဲသားကိုထိခိုက်ဖို့ရှောင်းတယ်ပေါ့နော်ဒီပဏာတိပဒကံထိုက်တယ်ဆိုတာအင်္ဂါ900ရှိတယ်မှန်ပါဗျာကိုကျူးလွန်တဲ့ပုဂ္ဂိုလ်ကကျူးလွန်ခံရတဲ့တရားကတရားလည်းဖြစ်ရမယ်တစ်တုံးကြီးလို့ဟာမျိုးတရားထည့်ပြီးလောက်ထားမျိုးပဲဖြစ်ရပေါ့တရားလည်းဖြစ်တယ်တရားမှန်းလည်းသိတဲ့အမှတ်တင်ညာရှိတယ်သိစီလူတဲ့စိတ်လည်းရှိတယ်သိအောင်လည်းလုပ်တယ်သိလည်းသိသွားတယ် အဲ့ဒီ၅ခုအင်္ဂါရ၅ချက်ညီပဏ္ဏတိပဒကံထိုက်တယ်လို့သူဆိုတယ်မှန်ပါဗျာနော်အချက်၅ချက်ညီဖို့လို့လည်းပေါ့နော်မှန်ပါဗျာတရဝါမှန်းလဲကိုယ်သိတယ်တရဝါလဲမှန်းနေတရဝါမှန်းလဲကိုယ်သိတယ်ဒီကောင်ကိုသိစေခြင်းနဲ့စိတ်လည်းရှိတယ်သိအောင်လုပ်တဲ့ပြောကလည်းပါတယ်မှန်ပါတခုသိလဲသိသွားတယ်ဆိုရင်ဒါပဏ္ဏတိပဒကံထိုက်ထိုက်သွားပြီမှန်ပါဗျာဒါတခုနော်မှန်ပါဗျာ အလူပြုတ်လို့ရည်ရွယ်ချက်နဲ့တရိษံတတ်ခဲ့ပြီရယ်အလူပြုတ်ရင်းနေဆိုတော့ဒါသူများကိုပေးကြံကန့်ကျင်နေဆိုတော့ကုသိုလ်ပိုင်းလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာတရိษံတတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့ရည်ရွယ်ချက်ကတခုမှန်ပါဗျာအဲ့ဒါကအလူပြုတ်လို့ရရဲ့ဆိုတော့ကောင်းတယ်မှန်ပါဗျာအဲ့ဒီအပိုင်းကကုသိုလ်လို့ပြောလို့ရတယ် ်တိရစ္ဆာန်တတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျင့်နာတရားတွေပြက်ကွက်သွားတယ်မှန်ပါဗျာကိုကိုဘာလို့ဆိုရင်ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလားမှန်ပါဗျာဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကလုပ်တယ်ဆိုတော့ကလေးကသူကကိုချင်းစာတရားပြက်ကွက်သွားတယ်မှန်ပါဗျာတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တည်းကတော့ရည်ရွယ်ချက်အကောင်းပဲ သို့သောတိရစ္ဆာန်ကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြားမှန်ပါဗျအဲ့တော့တိရစ္ဆာန်တတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့သူ့ရဲ့စေရနာတော်ကြီးကတော့အပင်ငရဲကိုခြားစီနိုင်တဲ့ဟာလေးကြီးပဲအကောင်းမှန်ပါဗျနော်မှန်ပါဗျအဲ့ဆိုလို့ရှိရင်အလှူပြုတဲ့အတွက်လည်းကောင်းမှုကုသိုလ်ရမယ်တိရစ္ဆာန်တတ်တဲ့အတွက်လည်းအကုသိုလ်ဖြစ်မယ်လို့ပြောတာလားရှင်ဖြစ်တယ်ဒါမျိုး ပုဟိုရောထွေးနေတာလို့ခေါ်တယ်ပေါ့မှန်ပါဗျာရောထွေးနေတော့ခေါ်တယ်မှန်ပါဗျာဥပမာမဲ့ဇလန်နေရှိတယ်မှန်ပါဗျာမုတ်ဆိုးတယောက်ဟာတားကောင်းတတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲမှန်ပါဗျာကြောင်ချဖို့လည်းဖြစ်မှာပေါ့ပစ္စကဘုရားဓမ္မနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီတားဟင်းကိုလှူလိုက်တယ်မှန်ပါဗျာသူကဒီဘဝမှာလာပြီးတော့ချက်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာကတခြားသူက တကန့်စီတကန့်စီပဲမှတ်ရတယ်အဲ့ဒါမျိုးကြတာမှန်ပါဗျာခိုဟာအတွက်ကခိုဟာအကျိုးပေးပါဒါအတွက်ကဒါအကျိုးပေးမှန်ပါဗျာမတူเนาะတင်ပါဗျာစိတ်ကစိတ်ပဲ